ို့လည်းအမေတယောက်ဆိုတော့လေဟိုပိုဆိုးတာဆိုပြီးနဲ့မင်းဆိုပြီးမမီနဲ့ကြတော့အရန်တပူးတွဲတွဲနဲ့လေလုံးဝအဲ့လိုမျိုးအရန်ပူကတ်တဲ့မိသားသားမိတွေဆိုတော့ပူခံစားရမှာပေါ့နော်လေတလားလောက်တော့ခံစားရမယ်ဒီနေ့ပြီးသွားတော့မှနည်းနည်းနေသားကြသွား မသိဘူးဒါပြောဖို့စောပါသေးတယ်ဒါပေမဲ့လည်းအခုချိန်ခံစားခံယူချက်ကတော့အဲသူတို့လေးတွေမြန်မြန်ကိုယ့်ကိုယ်ကိုရက်တည်စေချင်တာပဲဘာဖြစ်လို့ကိုတယောက်တည်းလေနော်တယောက်တည်းဆပ်ဖို့လောက်ရတဲ့ခါကျရမ်းမောတယ်လေ ိုသားငယ်နဲ့ဆိုပြီးနဲ့အခုလိုမျိုးချစ်ချစ်ခင်ခင်နဲ့အာနှစ်ယောက်အချစ်အစ်စ်တင်နဲ့ပေါင်ဖက်ကြတဲ့မင်္ဂလာပွဲလေးမှာနမရတို့လည်းတက်ရောက်ပြီးဂုဏ်ပြုရတဲ့အတွက်ရန်လည်းဝင်တာပါတယ်အဲဆက်ပြီးတော့လည်းမင်္ဂလာနှစ်ပေါင်120တိုင်အောင်လို့ပျော်ပျော်ရွှင်ရွှင်တသားမိမိရဲ့အများကြီးနဲ့ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပါတယ်ဟုတ်ကဲ့ဆိုပြီးနဲ့ဆိုလို့ရှိရင်ဆိုပြီးတော့ကိုသားငယ်လို့နဲ့ဆိုရင်ကိုကလူပြန်ပတ်တဲ့စီနီယာလို့ပြောလို့ရတယ်သူတို့နဲ့ကြောက်တူတူပဲလားအော်သူတို့က စီနီယာပေါ့သူတို့ကစီနီယာဟုတ်ကိုကအပေးခဲ့ရတာပေါ့နော်ဒါပေမဲ့အဲကိုကအဲကိုကနမေကဟိုဟာဘွေးရပြီးမှ ဒီနောကတွေဝင်တာ ਉਹ ဆိုပြီးတော့ကြတော့ဆယ်ကျော်တက်တဲ့ကစရိုက်တာ ਉਹ အဲ့လိုဆိုတော့အဲ့ဒါကြောင့်မို့လို့ပါအသက်ကတော့မကွာဘူးဟုတ်ကဲ့အမေအမှုရမဲ့တူရစီနီယာဆိုပေမဲ့တော့ဒါအိမ်တော်အေးပေါ့အေးပေါ့ကလေးနှစ်ယောက်တော့ရပြီဟဲ့အဲ့လိုတော့မရှိပါဘူးအိမ်တော်နေတယောက်နဲ့တယောက်တမိသားစုနဲ့တမိသားစုလင်မယတပွတတွဲနဲ့တတွဲခံစားချက်တွေခံယူချက်တွေဖြစ်တည်ချက်တွေဒါတွေကဘာလဲတခုမှမတူတာအဲ့လိုဆိုတော့ကိုကအဲကိုတော့ကိစ္စနဲ့ရှင်ပြီးပြောလို့မရဘူးเนาะအဓိကကတော့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင် င်နဲ့ဒီအိမ်တော်ရေးကိုလက်တွဲပြီးတော့မြဲမြဲရှေ့ဆက်ကြမယ်ဆိုတဲ့ခံယူချက်ကတော့အရေးအကြီးဆုံးပဲပေါ့ဒါပေါ်ဒါပေါ်ဒါပေါ်ဟိုကိုလည်းအမေတယောက်ဆိုတော့လေဟိုပိုဆိုးတာဆိုပြီးနဲ့မင်းဆိုပြီးမမေနဲ့ကြာတော့အရန်တပူးတွဲတွဲနဲ့လေလုံးဝအဲ့လိုမျိုးအရန်ပူကတ်တဲ့မိသားသားမိတွေဆိုတော့ပူခံစားရမှာပေါ့နော်အဲ့လိုဆိုတော့အမေတိုင်းအမတိုင်းကနှမျောကြတာပေါ့နော်ကိုမခွဲကျင်ကြဘူးပေါ့အဲ့အဲ့လိုမျိုးလေတလားလောက်တော့ခံစားရမယ်ဒီနေ့ပြီးသွားတော့မှနည်းနည်းနေသားကြသွား ကိုလည်းမမေဆိုတော့ဒါပေါ့ဒါဘလေကိုကတော့လေမသိဘူးဒါပြောဖို့စောပါသေးတယ်ဒါပေမဲ့လေအခုချိန်ခံစားခံယူချက်ကတော့အဲသူတို့လေးတွေမြန်မြန်ကိုကိုကိုရက်တီစေချင်တာပဲဘာဖြစ်လို့ကိုတယောက်တည်းလေနော်တယောက်တည်း support လုပ်ရတဲ့ခါကျရမ်းမောတယ်လေရမ်းမောတယ်ဆိုတော့အမလီသူတို့မြန်မြန် ူတို့ဟာတို့ရက်တည်နိုင်သွားပါစေပေါ့နော်အများတန်းလည်းအဲ့လိုမျိုး train ပြစ်တယ်ကလေးတွေလည်းတနာတော့တနာပါတယ်ငငယ်ရွယ်ရွယ်နဲ့အရန်နေကိုယ့်ကိုယ်တွေဟိုလှုပ်ခိုင်းတာဒါပေမဲ့လည်းမတက်နိုင်ဘူးလေနော်ဟွာဘေးဆိုတာလေမမီးနဲ့အဲ့လိုသာဖြစ်ချင်တာနော်ကြီးမှကြောက်လို့လည်းကြောက်ကြတယ်သူတို့ရွယ်ဟဲ့မကြောက်ဘူးကျွန်မမကြောက်ဒီနေ့ကြည့်ကြဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အမေမြန်ကြီးစီကျင်တဲ့စားလေအဲ့လိုနမခုနပြောသလိုပဲကိုယ့်ကိုယ်ရက်တီနိုင်စီကျင်တာပဲစိတ်ချွားကျင်တာပေါ့နော်အဲ့လိုပြောရမလားမသိတော့ပါဘူးကွယ်။